ဘကို grace speaker ပြင်တာအင်ထောင်ရှင်အလှမယ်ဆိုသူ့မှာလုံးဝဒီ story အကြီးကြီးရှိတယ်နောက်တစ်ယောက်ကကြတော့ဟာခါဟာခါနဲ့ဘကိုတာနှစ်ယောက် legend ချိန်မယ်ဆိုလို့ရှိရင်ဒါအဲ့လိုမျိုးလဲလုံးနိုင်တယ်နော်ဟာခါကိုရွေးချင်တယ်ဒီ Miss Universe မြန်မာကဒီအင်ထောင်ရှင်အလှမယ်ရွေးဖို့အတွက်သူတို့အစင်သက်မဖြစ်သေးဘူးဆိုလို့ရှိရင်ဟာခါနဲ့ဒီအာဒီဘကိုကိုတက်ပင်းနိုင်ချေရှိတယ် ဲ့လိုတက်ပြလိုက်ခြင်းအပြင်ဘာဖြစ်မလဲဆိုတော့သူတို့ကတကယ်တကယ်ရွေးချင်တာကကြတော့ဒီအပြူအလှမယ်ပေါ့နော်အာဟာခောက်ကိုရွေးမယ်ဒါပေမဲ့ဒီဘကူးနဲ့တက်ပြလိုက်တယ်ဘာလို့လဲဆိုတော့ဘကူးဖန်ကဘကူးရဲ့ဒီအကျော်ကြီး Miss Universe ဘကူးအနေနဲ့ကကြတော့အိမ်ထောင်ရှင်အလှမယ်သူမှအည်သွေးတွေအများကြီးပဲပြီးရင်နောက်တချင်းအရန်ဆိုတချင်းဆိုတတ်တယ်ဒါသူရဲ့ scale ပဲပြီးရင်နောက်မြန်မာဆိုင်းဝိုင်းကိုလည်းကြာကြာနာနာတီးတတ်တယ်သူရဲ့ talent တွေပြောက်စရာတွေအများကြီးပဲသူပြောတဲ့အတိုင်းပဲသူ့အကြောင်းကိုလည်းသူတေချာလေးပြပြနိုင်တယ်โอเค ပြီးရင်နောက် TikTok မှာမီလီယံနဲ့ရှိတဲ့ follower တွေရှိတယ် Facebook မှာဆိုလို့ရှိရင်လည်းသူကသူ့ရဲ့ဟိုဟာ follower တွေကလည်း Miss Universe မြန်မာရဲ့ page နီးပါးလောက်တောင်ရှိနေပြီ။ဘယ်လိုလုပ်သူ့ကိုချထားနိုင်မလဲ။ So တကယ်လို့ Miss Universe မြန်မာကဒါဒီအင်ထောင်ရှင်အလှမဲ့အတွက်ရွေးဖို့အစဉ်သက်မဖြစ်သေးဘူးဆိုလို့ရှိရင်ဒီအာ Haka နဲ့တက်ပေးနိုင်ချေရှိရလို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ Haka အင်္ဂလိပ်စကားပြောကျွမ်းတယ်။ဆိုတော့ Oh like as the representative of a particular society you should have the language prof uh, like proficiency ဒီလိုမျိုးပေါ့နော်ဆိုတော့ hacker fan နဲ့ဒီအာဟိုဘကူး fan ကြော်ဤ fan ကိုအဲ့လိုမျိုးတက်ပင်းနိုင်ချေရှိတယ်ဒါဆိုလို့ရှိရင်ဘာအမြတ်ရမလဲဆိုတော့ hacker အနေနဲ့ဆိုလို့ရှိရင်မထိုက်တန်ဘူးလားဆိုလို့ရှိရင်တကယ်ထိုက်တန်တယ်ဟွန်းဒါပေမဲ့လည်းဘာလဲဆိုတော့ကြော်ဤကကြာလို့ရှိရင်လည်း तू က तू ကလည်းထိုက်တန်တယ်ဒါပေမဲ့လည်း hacker အနေနဲ့သူတို့ဒီဘကူးနဲ့သာတက်ပင်းလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ attention ရပြီးတော့ miss universe ပြိုင်ပွဲကိုသွားတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့အော်အော်တောင်းနေနေဖြစ်နေနိုင်ခြေရှိရတယ်